အော်စတြေးလျပတ်သက်လို့အခုလိုလက်တွေ့ကြကြရှုမြင်သုံးသပ်ပြလာတဲ့မာရစ်ကဒီနေ့ဘောလုံးရာသီအရကဲကိုစိတ်လို့ရှားစရာကောင်းပါလေအော်စတြေးလျစရာထိတ်ဆုံးမှတောက်ပနေပြီးတော့ချဲစီကလည်းသူတို့ရဲ့ခီးကိုဒလန်ချင်းခိုင်မာသွားရှောက်လန်းနေတယ်ဒီရသည်မှာအော်စတြေးလျအမကန်ဆွမ်းဆောင်ရင်ကိုချဲစီနိပြအန်ဆိုမာရစ်ကာကရိုးသားသွားချီးကျူးသွားခဲ့ပါလေအော်စတြေးလျစရာထိတ်ပိုင်းမှာအမြဲတမ်းရှိသူတို့ရဲ့လူချင်းရေသွင်းတဲ့အာရီဒါတိဆောက်ပုံကသူတို့ကိုနိုင်ဖို့ခက်ခဲတဲ့အတင်ဖြစ်လာစေတယ်ဆိုရင်သူ့ရဲ့စကားကအော်စတြေးလျအောင်မြင်မှုရဲ့အနှစ်သာရကိုထင်ရှားစေပါလေ ဒါပေမဲ့မာရက်စ်ကချဲစီရဲ့လက်ရှိအခြေအနေကိုလက်တွေ့ကြကြဝန်ခံသွားပါတယ်။ကျွန်တော်တင်ကဒီအစီအတိုင်းမျိုးမရောက်သေးပါဘူး။ဒါပေမဲ့ကျွန်တော်လည်းအဲ့ဒီအဆင့်ကိုရောက်လာတော့မှာပါလို့သူ့ရဲ့စကားကယူသားမှုနဲ့မျောလင်းချက်ကိုပေါင်းစပ်ထားတဲ့လက်တွေ့ဆန်တဲ့ရှုမြင်မှုတစ်ခုပါ။ဒီစကားတွေကဘောလုံးလောကမှာလက်တွေ့ကြကြရှုမြင်မှုဘယ်လောက်ရေးကြီးလဲဆိုတာပြပါတယ်။ဘဝမှာလည်းဒီလိုပါပဲလက်တွေ့ကြကြမြင်တတ်ဖို့ဖြတ်တန်းတတ်ဖို့လိုတယ်မဟုတ်လား။မာရက်စ်ကဒီယူသားမှုကချဲစီပြည်သက်တွေကိုအားတက်စေပါလိမ့်မယ်။လာပါအာဆန်နဲ့ချဲစီရဲ့ဒီအာဒီခီးကိုအတူမျောကြည့်နေမာစကာလက်တွေ့ဆန်တဲ့ရှုမြင်မှုကိုကျွန်တော်ဒီနေ့ဆွေးနွေးကြအောင်ပါ အာဆီယံရောင်း25 26ရာသီမှာတကယ်ကိုတောက်ပနေတာပါ။ရာသီမှာကြီးမားတဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေနဲ့အသင်းအားနည်းချက်တိုင်းကိုပြင်ဆင်ခဲ့ပါတယ်။ဘူကောက်ဆာကာ၊တက်ကန်ရိုက်၊မာရီအိုဒီဂတ်တို့လိုဇာမားတွေတန်းရာသွားရင်တော့မှအာဆီယံကစိတ်ပူစရာမလိုတော့တဲ့အနေအထားမျိုးပိုင်ဆိုင်လာနိုင်ခဲ့တယ်။ဒီချက်ကအာဆီယံကိုဇာထိတ်ဆုံးမှခိုင်မြဲစေခဲ့ပါတယ်။အဒီဒါမှာဗျူဟာကအသင်းကိုစီးလုံးညီညွတ်မှုနဲ့ပြေဆုံးစေခဲ့တာပါ။သူတို့ရဲ့ကစားရန်ကပြိုင်ဘက်တွေအတွက်အိမ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လည်းအာဆီယံပရီးမီးယားလိဘလောက်ကိုစွတ်ကူးဖို့ရေပန်းစားသုံးသင်းတွေကတသင်းဖြစ်နေတာမဆန်းပါဘူး။ အာရီတိုင်းတည်ဆောက်မှုကယာစီတိုင်းမှာတသမတ်ထဲအောင်မြင်မှုကိုယူဆောင်လာပါတယ်။သူတို့ရဲ့လူစင်းထဲမှာအထွေးထုံရှိတဲ့ကစားမတွေနဲ့လူငယ်ကျယ်ပွင့်တွေပေါင်းဆက်ထားတာကအာစတင်းအင်အားကိုပို့ပြီးတော့မြင့်တင်ပေးပါတယ်။ဒီအာဒီမှာသူတို့ရဲ့ကစားအင်အားတည်ငြိမ်ပြီးတော့ဖန်တီးမှုအပြည့်နဲ့ပြိုင်ဘက်တွေကိုဖိအားပေးနိုင်စွာအပြည့်ရှိနေပါတယ်။ဒါအောင်မာရစ်ကယူသားစွာအသိအမှတ်ပြုခဲ့တာပါ။သူတို့ရဲ့အစင်းနှန်းကိုချဲစီကမရှင်းနိုင်သေးဘူးဆိုရင်သူ့ရဲ့ဝန်ခံချက်ကလက်တွေ့ဆန်တဲ့ရှုမြင်မှုတတ်သေးပါပဲ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ ိုင်ဘတ်ခွန်ရှိကိုနဲ့ဖိုင်ဘိုင်းမစ်ကစားလို့ရတယ်ဆိုရင်တော့ Viber နံပါတ်399 454 569ကိုဆက်သွယ်လိုက်ပါဂျက်စီကတော့ပြီးခဲ့တဲ့ရာသီမှာကြီးမားတဲ့ငွေကြေးသုံးဆွဲမှုတွေပြုလုပ်ခဲ့ပြီးဇာမားသစ်တွေကိုအများပြားခေါ်ယူခဲ့ပါတယ်ဒါပေမဲ့ဒီယင်းနှိမ့်မြုံနယ်မှုတွေကတိသာထင်ရှားတဲ့အကျိုးသက်ရောက်မှုမပြသနိုင်ခဲ့ပါဘူးအသင်းရဲ့ဇီလုံးညီမှုနဲ့ဇာမားတွေရဲ့အတွေ့အကြုံပိုင်းမှာအားနည်းချက်တွေရှိခဲ့တယ်ဒါပေမဲ့ဒီရာသီမှာ Chelsea ကတိုးတက်မှုတွေလည်းပြသနေပါတယ်နောက်ဆုံးစားခဲ့တဲ့ Premier League ပွဲတွေမှာ Liverpool ကို2-1နဲ့နိုင်ရခဲ့တဲ့ပွဲမှာသူတို့ရဲ့အင်အားကိုတတ်သိပြခဲ့တယ် ကိုင်ဆူရဲ့အမ်မကန်ဂိုးနဲ့အက်စတီဘာဝဲနောက်ဆုံးမိနစ်ဂိုးတွေကချဲစီကိုဇယားထိတ်ကအာစတန်နဲ့၅မှတ်ကွာကိုတက်လန်းနိုင်စီခဲ့ပါတယ်။ဒီအောင်မင်းမှုကမာရစကာသွားနေတဲ့မဟာပြိုင်ရဲ့ရလဒ်တစ်ခုပါပဲ။သူဟာအသင်းကိုတပြေးနဲ့ချိန်ကြီးနေပြီးတော့ဇာမရီရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနေပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ဝန်ခံလို့ချဲစီဟာအာစတန်အစင်တန်းကိုမရောက်သေးပါဘူး။ဒီအိုသားမှုကသူ့ရဲ့လက်တွေ့စံတန်ရှုမြင်မှုကိုပြသတယ်။ချဲစီပရိသတ်တွေအတွက်ဒီစကားကမျုံလင်းစရာတစ်ခုပါပဲ။ကျွန်တော်လည်းဒီစိတ်ကိုရောက်လာတော့မှပါဆိုတဲ့သူ့ရဲ့ဂရီကဘောကအသင်းအနာဂတ်ကိုတောက်ပါစေပါတယ်။ဘောလုံးကမှအောင်မြင်မှုဆိုတာငွေကြေးသုံးဆွဲုံနဲ့မလုံလောက်ပါဘူး။ အသင်းသင်းရဲ့စီလုံးညီညွတ်မှုနေပြရမှာပြူဟာဇာမရီရဲ့အတွေ့အကြုံတွေကအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်မာရစကာရိုးသားတဲ့ဝန်ခံချက်ကဒီချက်ကိုပြတ်သားစွာဖော်ပြနေပါတယ်အာဆွေလူချင်းရေးသွင်းတဲ့အာရီတာတိဆောက်မှုချီချူရင်ဂျဲစီရဲ့အားနည်းချက်တွေကိုဖုံးကွယ်မထားဘဲနဲ့ဝန်ခံခဲ့ပါတယ်ဒါကနေပြတယောက်ရဲ့ရိုးသားမှုနဲ့လက်တွေ့ဆန်တဲ့ရှုမြင်သုံးသပ်မှုပါဘဝမှာလည်းဒီလိုပါပဲရာဇာကိုလက်တွေ့ကြကြမြင်တတ်ဖို့ဖြတ်တန်းတတ်ဖို့လိုပါတယ်ဘဝဆိုတာအောင်မြင်မှုတွေလိုချင်နေုံနဲ့မရပါဘူးကိုယ့်ရဲ့အားနည်းချက်တွေရင်ဆိုင်ပြီးတိုးတက်ဖို့လည်းကြိုးစားရမှာပဲဖြစ်ပါတယ်ဇောင်းလေးကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ